2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာပြည်တွင်းစစ်ရဲ့အဆင့်အတစ်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ဒီအဆင့်ဟာမြန်မာစစ်ကောင်စီအတွက်မကြုံစဘူးနယ်မြေဆုံးရှုံးမှုတွေစစ်တီအင်အားနဲ့အဖွဲ့အစည်းဆိုင်ရာစီးလုံးညညွတ်မှုတွေမှာတိတိတသာအားနည်းမှုတွေနဲ့ပြည်နယ်နေပါတယ်။ဒီလိုအားနည်းနေတဲ့အခြေအနေမှာစစ်တပ်ဟာသူတို့နဲ့မဟာမိတ်ဖြစ်တဲ့ပြည်သူစစ်တွေကိုပို့ပြီးအားကိုးလာပါတယ်။အထင်ရှားဆုံးကတော့ကရင်ပြည်နယ်ကနေခြားဆောင်တဲ့ BGF ဒေသတွင်းမှာကရင်အမျိုးသားတပ်မတော် KNA လို့ပြန်လည်အမည်ပြောင်းထား BGF နဲ့ Democracy အကျိုးပြုကရင်တက်မတော် DKB တို့ဖြစ်ပါတယ်။တခြားနေရာတွေမှာတော့ပိုးအမျိုးသားတက်မတော်ရှမ်းပြည်အမျိုးသားတက်မတော် SN နဲ့ပြည်စောတိအရန်တက်ဖွဲ့တွေလည်းပါဝင်ပါတယ်။ဒီမဟာမိတ်ဖွဲ့မှုတွေကနေဖြစ်ပေါ်လာတဲ့နိုင်ငံရေးစည်းပွားရေးအရာမြန်မာနိုင်ငံဟာဒေသရင်းနိုင်ငံတွေကိုကျော်လွန်ပြီးခင်မီအဆင့်မြင့်လိမ့်လည်မှုစင်တာတွေရဲ့အဓိကဗဟုချက်ဖြစ်လာခဲ့ပါတယ်။မကြသိမီကထုတ်ပြန်ထားတဲ့အစီရင်ခံစာတစ်ခုအရ2021ခုနှစ်ကတည်းကမြန်မာထိုင်းနယ်စပ်တစ်ချောက်အထူးသဖြင့်ကရင်ပြည်နယ်မြောက်ဒီအနီးကကြားဖြတ်စင်တာတွေဟာ နှစ်ဆကျော်တိုးလာပြီးတလကို73.5အီကာနှုန်းနဲ့ကျေပြန့်လာနေတယ်လို့ဖော်ပြထားပါတယ်။ KK Pack နဲ့ရွှေကုတ်ကိုလိုလုံုံရွတ်တင်းကျက်တဲ့အဆောက်အုံတွေဟာကုမ္ပဏီမျိုးတွေလိုမျိုး ရှန်စီယိုတွေကင်းစခန်းတွေအဆောင်တွေနဲ့ထောက်ပံ့ရေးစနစ်တွေပါရှိပါတယ်။ထိုင်းဘတ်ချန်ကမြေကူးနေရာတွေဂိုဒေါင်တွေမီးစက်တွေနဲ့ဂျိုရုအင်တာနက်တွေကိုကြေကြေပြန့်ပြန့်အသုံးပြုတာတွေနဲ့ထောက်ပံ့ထားပါတယ်။အာနာမသိငင်ကဒီလိန်လယ်မှုတွေရဲ့ဗဟိုချက်ဟာမြန်မာစစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ကိုကန့်နေကြောင်တက်အောက်မှာရှိတဲ့ တရုတ်မြန်မာနယ်စပ်မှာတရှိခဲ့ပါတယ်။စစ်စင်ရေ30နှစ်ကွန်စစ်စင်ရေတွေနဲ့နောက်ဆက်တွဲတရုတ်ရဲ့ဖိအားပေးမှုတွေက2023ခုနှစ်နောက်ပိုင်းမှာမြောက်ပိုင်းကကြားဖြန့်လုပ်ငန်းကိုကောင်းစွာအနှောက်အယှက်ပေးနိုင်ခဲ့လို့အဲ့ဒီကြားဖြန့်အဖွဲ့အစည်းတွေဟာမြန်မာတောင်ပိုင်းထိုင်းမြန်မာနယ်စပ်ဒေသကိုပြောင်းရွှေ့ခဲ့ပါတယ်။အရှုပ်အားဖြစ်ဆိုရရင်တရုတ်ဖိအားကဒီလုပ်ငန်းကိုနေရာရွှေ့လိုက်တာသာဖြစ်ပြီးလုံးဝဖျက်ဆီးပစ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒီလိုတိုးရှဲလာရတဲ့အကြောင်းရင်း၃ခုရှိပါတယ်။ပထမတစ်ခုကတော့လုံခြုံရေးနဲ့အကာအကွယ်အတွက်ရတဲ့အခွင့်အရေးများပဲဖြစ်ပါတယ်။ စစ်တပ်ကနေမီအရှုတ်ရှာအာနာမထိန်ချုံနိုင်တဲ့နေရာတွေမှာသူ့ရဲ့မဟာမိတ်လက်နက်ကင်တက်တွေကဒေသအမိန့်ကိုအကောင့်ထည့်ဖော်ပေးပါတယ်။ကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေကမြေနေရာလျက်စင်းနဲ့စက်သရေးတွေအတွက်လက်လန်းမီနိုင်အောင်လှုပ်ဆောင်ပြီးဒေသခံလက်နက်ကင်တက်နေကြောင်တက်တွေကတော့အကောက်ွယ်ပေးခွင့်အခွန်တွေဝန်ဆောင်မှုတွေပေးခြင်းနဲ့ငွေချကြပါတယ်။ဒီအချက်ကြောင့်လိန်လယ်မှုလုပ်ငန်းတွေဟာတနေရာမှာနှိမ်နင်းခံရရင်အခြားတစ်ခုကိုရွှေ့ပြောင်းပြီးထွက်ပြေးနိုင်စွမ်းရှိလာပါတယ်။ဒေါရီယာအချက်ကတော့အာရမလုပ်အားဖြစ်ပါတယ်။ လောက်အားလိုအပ်ချက်ကိုလူကုန်ကူးပြီးအတင်းအကျပ်ရာဇဝဲမှုကျူးလွန်စေခြင်းဖြင့်ဖြည့်ဆည်းကြပါတယ်။ဒါတွေဟာလှည့်ပြားပြီးခေါ်ယူခြင်း၊ဆာရွက်ဆာရန်တွေတင်စီခြင်း၊ရှိန်းချောက်ခြင်း၊အလုသမားတွေကိုပြန်ရောင်းချခြင်းနဲ့နေဆက်ဖြတ်ကျော်ချွေပြောင်းခြင်းတွေပဲဖြစ်ပါတယ်။ဒီလိုအာဏာမလောက်အားပုံစံကကုန်ကျစရိတ်ကိုနှိမ်ကျစေပြီးထောက်လုပ်မှုကိုအင်းနဲ့အားနဲ့လှုပ်ဆောင်နိုင်စေပါတယ်။တတိယအချက်ကတော့ဘန်နာရေးဆိုင်ရာထောက်ပံ့မှုစနစ်ပဲဖြစ်ပါတယ်။မြေအောက်ဘဏ်လုပ်ငန်းတွေ crypto ငွေကြေးဝယ်ရောင်းလုပ်ငန်းတွေနဲ့ stable coin အနံဝင်ဆောင်မှုတွေလိုမျိုးစနစ်တွေက နေစားဖြတ်ကျော်ငွေပေးရှင်မှုနဲ့ငွေကြေးလှည့်ပတ်မှုကိုလှင်မြန်စေပြီးတရားစီရင်ရေးကလက်လန်းမမီအောင်ဆောင်ရွက်ထားကြပါတယ်။ဒီနေ့ခေတ်စစ်တပ်ကကျွန်တော်နောက်ခံပြုထားတဲ့ပြည်သူ့စစ်လုပ်ငန်းတွေမှာတမိုင်းကြောင်းရှိပါတယ်။ဗိုလ်နေဝင်းလက်ထက်ကကာကွယ်ရေးစနစ်ဟာဒေသခံပြည်သူ့စစ်တွေကိုလက်နက်တပ်ဆင်ပေးပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့ရန်ကိုကာကွယ်ပေးတဲ့ buffer တွေအဖြစ်အသုံးပြုခဲ့ပါတယ်။ဒီအတွက်ရွှေတိုရီကန်ဒေသကဘိန်းလိုမျိုးတရားမဝင်ကုန်သွယ်မှုတွေမှာဒီကာကွယ်ရေးတပ်ဖွဲ့တွေကိုလွတ်လပ်ခွင့်ပေးခဲ့ပါတယ်။လော်စစ်ဟန်လို ပုံကိုတွေဟာ ဘိန်းကုံကူဘိန်းပြူထုတ်လုပ်မှုလိုရာဇဝယမှုကနေရတဲ့ငွေကြေးတွေကနေမြန်မာနိုင်ငံမှာနိုင်ငံရေးအာဏာကိုဘလို့ရယူနိုင်နေဆိုတာကိုပြသခဲ့ပါတယ်။အဲဒီကနေ1990ပြည့်လွန်နှစ်တွေမှာ Echowar လုပ်ငန်းကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒီအချိန်တွေကနိုင်ငံတော်ရဲ့လုံခြုံရေးလိုအပ်ချက်နဲ့တရားမဝင်လုပ်ငန်းတွေရောရှက်နေတဲ့ခိုင်မာတဲ့ပုံစံတစ်ခုကိုမြန်မာနိုင်ငံမှာဖန်တီးပေးခဲ့ပါတယ်။2009ခုနှစ်မှာကျင်းပခဲ့တဲ့နေကြာဆောင်တက်စနစ်ကတော့အပြစ်အခက်ရက်စဲကြီးအဖွဲ့တွေကိုမြန်မာစစ်တပ်ရဲ့ဗဟိုကုကဲမှုအောက်က အရန် unit တွေအဖြစ်ပြောင်းလဲဖို့စ조사ခဲ့ခြင်းဖြင့်ဒီလိုတရားမဝင်လုပ်ငန်းတွေနဲ့အပေးယူလောက်ကြတဲ့အစိပ်ပိုင်းတွေကိုတရားဝင်ဖြစ်စေခဲ့ပါတယ်၂021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီပြည်သူစစ်စည်းပွားရေးဟာမိုးရစည်းဝါကနေအွန်လိုင်းလောင်းကစားနဲ့စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေအထိကျယ်ပြန့်လာခဲ့ပါတယ်ကရင်ပြည်နယ်ကအဖွဲ့တွေအတွက်တော့ digital လိမ်လည်မှုတွေဟာအထူးဆွဲဆောင်မှုရှိပါတယ်ဒီလုပ်ငန်းတွေဟာမြေလိုအပ်ချက်နေပါပြီးရုပ်ပိုင်းဆိုင်ရာမှောင်ကိုလမ်းကြောင်းတွေထက်နေဆက်ဖြတ်ကျော် digital လမ်းကြောင်းတွေကိုအသုံးချနိုင်လို့ဖြစ်ပါတယ် KNY KNBGF နဲ့ DGBA ရဲ့အစိုက်အပိုင်းတွေဟာအခုအချိန်မှာအရေးကြီးတဲ့လမ်းဆောင်လမ်းကွာတွေမှာတည်ရှိနေပြီးမြေပိုင်ဆိုင်ခွင့်တွေကိုထိန်းချုပ်ထားတယ်။အဆောက်အုံတွေကိုလုံခြုံရေးယူပေးတယ်။သုံးဆွဲတဲ့အသုံးဆောင်တွေကိုလွယ်ကူချောမွေအောင်လှုပ်ဆောင်ပေးတယ်။ပြီးတော့ထိုင်းနေဆက်ဖျက်ကျော်သွာလာမှုတွေအပေါ်အခွန်ကောက်ခံနေကြပါတယ်။ဘိန်းပြူချက်စခန်းတွေကနေဒီလုပ်ငန်းတွေစီကိုပြောင်းလဲလာတာဟာတူညီတဲ့နိုင်ငံတော်ပြည်သူ့စစ်ဈေးကွက်အတွင်းမှာနီးပညာနဲ့လက်ရောညီထွေဖြစ်အောင်ပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာ6ရက်နေ့မှာအမေရိကန်ပြည်ထောင်စုက ခရမ်းနေနဲ့ဆက်ဆက်အဖွဲ့အစည်းတွေကိုရွှေကုတ်ကိုအခြေဆိုင်လိန်လယ်မှုလုပ်ငန်းတွေကိုကောက်ကွယ်ပေးတာနဲ့အကျိုးအမြတ်ရယူတာတွေကြောင့်အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်အာဏာပိုင်တွေရဲ့ခံမှန်းချက်အရ2024ခုနှစ်တနေ့တည်းမှာတင်အမေရိကန်နိုင်ငံသားတွေဟာအရှိတောင်အာရှအခြေဆိုင်လိန်လယ်မှုတွေကြောင့်ဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ဒါဟာမြန်မာအခြေဆိုင်လိန်လယ်မှုလုပ်ငန်းတွေအပေါ်ပထမဆုံးအနောက်နိုင်ငံတွေရဲ့အရေးယူမှုတော့မဟုတ်ပါဘူး။ဥရောပသမဂ္ဂကလည်း2024ခုနှစ်အောက်တိုဘာလမှာမြန်မာအခြေစိုက်လိန်လယ်မှုတွေနဲ့ဆက်ဆက်နေတဲ့ ပုဂ္ဂိုလ်၃ဦးနဲ့အဖွဲ့အစည်းတစ်ခုကိုစည်ရင်သွင်းခဲ့ပြီးခရီးအနေနဲ့ဆက်ဆက်ပတ်သက်သူတွေလည်းပါဝင်ခဲ့ပါတယ်။အမေရိကန်ကလည်း2025ခုနှစ်မေလမှာခရီးအနေနဲ့ရွှေကုတ်ကိုနဲ့ဆက်ဆက်တဲ့ခေါင်းဆောင်တွေကိုသတ်မှတ်ပြတ်ထန်းခဲ့ပြီးစိုက်ဘာလိမ်လည်မှုဂိတ်ဝါတွေကိုကာကွယ်ပေးတာနဲ့အကျိုးအမြတ်ရယူတာတွေမှာပြည်သူစစ်ရဲ့အခန့်ကဏ္ဍကိုကိုးကားခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာတော့ဒီပုံစံအပေါ်ခံနိုင်ရည်ရှိမှုကြောင့်ချက်ချင်းအကျိုးတက်ရောက်မှုကအကန့်အသတ်ပဲရှိပါတယ်။၂၀၂၅ခုနှစ်အစောပိုင်းမှာထိုင်းအစိုးရကလျှက်စစ်နဲ့လောင်စာဆီထောက်ပံ့မှုတွေကိုဖျက်တောက်လိုက်တဲ့အခါမှာ မီးစက်တွေနဲ့ဂျိုဒုဂိတ်အများအပြားကအချိန်တိုအတင်းမှာပဲဒီလုပ်ငန်းတွေကိုပြန်လည်လည်ပတ်စီနိုင်ခဲ့ပါတယ်။အရေးယူပိတ်ဆို့မှုတွေကကုန်ကြစည်ကိုမြင့်တက်စေပြီးနိုင်ငံတကာငွေကြေးစနစ်ကိုချုပ်ထွေးစေပေမဲ့ဒေတာရင်းနိုင်ငံရေးအပေးယူတွေနဲ့အခြားငွေပေးရှင်မှုကွန်ရက်တွေမပြတ်စည်းသေးသေး၍လုပ်ငန်းလည်ပတ်မှုအ धिक အဆက်ရှာကဆက်ရှိနေဦးမှာပါ။ဒီကာလအစောပိုင်းမှာ KNN နဲ့ DKBA တွေကပုံကိုတွေဟာ2025ခုနှစ်ဒီဇင်ဘာလမှာကရင်ပြည်နယ်မှာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးကူညီပေးဖို့အသိရှိကြောင်းအချက်ပြခဲ့ကြပါတယ်။ ရပိုင်းအတွင်းမှာပဲမြဝတီအနီးကအာရှအဝေးပြေးလမ်းမကြီးအမှတ်တင်းနဲ့သင်္ကန်းကြီးတော်ပတ်ဝန်းကျင်ကနေရာတွေကို KNU ရဲ့အထောက်ပံ့နဲ့မြန်မာစစ်တပ်ကတပ်မတွေကပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒီနေရာတွေဟာ KNU နဲ့ PDF တပ်ဖွဲ့တွေကလာပေါင်းများစွာသိမ်းပိုက်ထားခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ပထမအဆင့်ရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချိန်စရမှာဖပွန်မြဝတီနဲ့တန်တော်ကြီးတို့ပါဝင်ပြီးဒါဟာမဲမပေးခင်မှာကုံတယ်မှုနဲ့တွာလာရေးအတွက်အရေးပါတဲ့ဇင်းညံလောင်းတွေကိုတင်းငိမ့်အောင်လှုပ်ဆောင်ဖို့ဦးစားပေးနေတာကိုဖော်ပြနေပါတယ်။ ဒေသခံပြည်သူစစ်တွေအတက်တော့ရွေးကောက်ပွဲကာလအတွင်းစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်မှုကအနာဂတ်မှာသူတို့ရဲ့လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နိုင်မဲ့နေရာနေပေအတွက်ယုံကြည်စိတ်ချရတဲ့မျှော်လင့်ချက်တွေကိုပြသနေပါတယ်။ဆိုလိုတာကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာတရားမဝင်လုပ်ငန်းတွေကိုဆက်လက်ခွင့်ပြုသွားမယ်ဆိုတာပါပဲ။ရွေးကောက်ပွဲတွေအပြီးမှာတရုတ်နဲ့အိန္ဒိယနောက်ပြီးထိုင်း၊လာအို၊ကမ္ဘောဒီးယားလိုအာဆီယံနိုင်ငံအချို့ကပါအတိအမှတ်ပြုတာဒါမှမဟုတ်တရားဝင်ထိတွေ့ဆက်ဆံမှုတွေနဲ့ဆိုင်လာမယ်ဆိုရင်မြန်မာနိုင်ငံအတင်းမှာတရားဝင်မှုမရှိဘဲနဲ့ကိုစေအုပ်စုဟာဒေတာရင်းနဲ့ပြင်ပမှာ တရားဝင်မှုကိုအတိုင်းအတာတစ်ခုထိရရှိလာပါလိမ့်မယ်။ဖြစ်လာနိုင်တဲ့ရလဒ်ကတော့လက်ရှိမြန်မာစစ်တပ်နဲ့သူ့ရဲ့ပြည်သူစစ်နယ်ရဲဆောင်တပ်တွေကြားအပေးယူတွေပုံမှုခိုင်မာလာခြင်းပဲဖြစ်ပါလိမ့်မယ်။ဒါကနောက်ဆက်တွဲအကျိုးသက်ရောက်မှုအများအပြားရှိလာစေပါမယ်။အကယ်၍စစ်အုပ်စုအတွက်လုံခြုံရေးအာဏာကံကြက်တွေခိုင်မာလာမယ်ဆိုရင်အိမ်နီးချင်းနိုင်ငံတွေအတွက်နယ်စပ်ဖြတ်ကျော်ကယ်ဆယ်ရေးတွေလှုပ်ဆောင်မှုဒါမှမဟုတ်အပြန်အလှန်ဥပဒေရေးရအကူအညီတွေပေးဖို့အတွက်မျှော်မှန်းထားတဲ့နိုင်ငံရေးဥပဒေရေးရနဲ့လုပ်ငန်းလေပတ်မှုဆိုင်ရာကုန်ကျစရိတ်တွေတိုးလာမှာပဲဖြစ်ပြီး အဲ့ဒီလိုပူပေါင်းဆောင်ရွက်မှုတွေရဲ့အခွင့်အရေးနဲ့အကျယ်အဝန်းကိုလျှော့ချပြမှာပဲဖြစ်ပါတယ်။နယ်မြေအများအပြားကြားဖြတ်လုပ်ငန်းပြန့်နှံ့မှုတွေလည်းပုံမှန်များဆန်းလာမှာပဲဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းလုပ်ကင်သူတွေဟာနေဆက်ဒေသတွေကနေစစ်တပ်ရဲ့ရဲအုပ်ချုပ်မှုအောက်ကမြို့နယ်တွေနဲ့မြို့ပြကစီးပွားရေးအဆောက်အုံတွေစီကိုပြောင်းရွှေ့လာနိုင်ကြမှာဖြစ်လို့နိုင်ငံခြားအစိုးရတွေကရှေးရခံဖို့နဲ့ပူပေါင်းပါဝင်တဲ့စီးနှင်းမှုတွေလှုပ်ဆောင်ဖို့ပုံပြီးခက်ခဲလာပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ဘန္ဒာရေးဆိုင်ရာလာရောညီတွေဖြစ်မှုတွေကဆက်လက်ဖြစ်ပေါ်နေမှာပဲဖြစ်ပြီး crypto ငွေကြေးရောင်းဝယ်ရေးလုပ်ငန်းတွေနဲ့ စတီဘက်ကွိုင်းအနံဝန်ဆောင်မှုတွေကဘဲတစ်ခုတည်းသောစီးမင်းဆိုင်ရာနှိမ်နင်းမှုကနေမဆိုငွေကြေးစည်းစိမ်မှုကိုပုံပုံခိုင်ခန့်စေမှာပဲဖြစ်ပါတယ်အာနာပိုင်တွေဟာအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုနှောက်ချက်တာဒါမှမဟုတ်နေရာပြောင်းရွှေ့စေတာမျိုးအောင်မြင်နိုင်ပြီမဲ့သူတို့ကိုလုံးဝဖျက်သိမ်းပစ်ဖို့တော့ရုန်းကန်ရမှာပါစစ်တပ်ရဲ့လာမဲ့ရွေးကောက်ပွဲဟာဒီမိုကရေစီစံနှုန်းတွေအပြည်ပြည်ဆိုင်ရာကစံထားတဲ့ရွေးကောက်ပွဲစံနှုန်းတွေကိုလုံးဝပြည့်မီမှာမဟုတ်ပဲအခြေခံအားဖြင့်စနစ်တကျလိမ်လည်မဲ့ရွေးကောက်ပွဲတစ်ခုပဲဖြစ်ပါတယ် ဒီရွေးကောက်ပွဲရဲ့အဓိကရွေချက်ကတော့စစ်တပ်အာဏာကိုခိုင်မာအောင်လုပ်ဖို့ဖြစ်ပြီးဖြစ်နိုင်တဲ့နေရာမှာဗဟုချုပ်ကင်မှုကိုတင်းကျပ်ဖို့နဲ့လိုအပ်တဲ့နေရာမှာဒေသခံပြည်သူစစ်တွေနဲ့အဘေးအယူတွေကိုတရားဝင်စေဖို့ပဲဖြစ်ပါတယ်။ဒီလိုဖြစ်လာခဲ့ရင်ဒေသခံစစ်ဗျင်တွေအထူးသဖြင့်ကရင်ပြည်နယ်မှာအမြင့်တွယ်နေသူတွေဟာပုံမကြီးမတဲ့ဩဇာလွှမ်းမိုးမှုကိုရရှိလာဖို့နေရာယူထားပြီးသားဖြစ်ပါတယ်။လက်တွေ့ကြကြပြောရရင်ဒါဟာလိန်လယ်မှုစင်တာတွေအတွက်ပုံမလွတ်လပ်တဲ့ပတ်ဝန်းကျင်တစ်ခု လုံခြုံရေးအာမခံချက်ပုံမှုရှိလာစေမှာဖြစ်ပြီးတရားမဝင်ဝင်ငွေတွေမြန်မာစီးပွားရေးထဲမှာပုံမှုနှက်ဆိုင်စွာရောရှက်လာမှုကြားဖြန့်တားကောင်တွေကိုကယ်ဆယ်ရေးနဲ့နေဆက်ဖြတ်ကျော်ဥပဒေရေးရာပူပေါင်းဆောင်ရွက်မှုတွေမှာပုံမှုကြီးမားတဲ့အတားအဆီးတွေရှိလာမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဆောင်းပါရှင်ထွန်းအောင်ရွှေဒေါက်တာထွန်းအောင်ရွှေသည်ပြည်သူ့ကျန်းမာရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုလူမှုရေးစီးလုံးညီညွတ်မှုနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုတို့တွင်အတွေ့အကြုံ25နှစ်ကျော်ရှိသည့်ဖွံ့ဖြိုးရေးပညာရှင်ဖြစ်သည့် 2021ခုနှစ်မှစ၍ဩစတြေးလျနိုင်ငံဆိုင်ရာ NGO ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်